မြန်မာနဝချန်နယ်ကိုအစ်စ်တဆိုင်အားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမ်းရဇလာကောက်လေးတွေကိုနေ့စဉ်ရွေးချယ်တိဆက်ပေးနေပါတယ်။ဒီကလေးမှလည်းပရိသတ်များနားဆင်ရမယ့်ဇလာလေးကစာရေးဆရာမောက်တင်ဆန်းရေးသားထားတဲ့အောင်လံဘိုးရင်နဲ့ဖိုးသူတော်ဦးမဲဇလာလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ဒီကလေးငါတို့နဲ့လာအိပ်ပါလား။ဟေးအောင်ပေသူဒီကလေးအထီးတော်မှန်တယ်။ ငါလိုမပြောရအောင်လေကိုရင်လိုပြောရတယ်ကွာမင်းရရောဘာထုလို့လဲအေးကွာအဲ့ဒါဆိုလဲအစအနေပြက်ပြောမယ်ရှေးသားမင်းအတုံးလုံးနဲ့မရင်နေသေးတဲ့ကိုရင်ပေတူးနဲ့ကိုရင်သားအေးတို့ပြဿနာတက်နေတယ်သူတို့ကရိုးစီရွာရဲ့အလိုမှရှင်ပြူတာဆိုတော့ရိုးစီရွာဦးเจ้าမှနေရမှာကိုရင်နှပါမဘိုးတီအောင်เจ้าမှနေခိုင်းနေဆိုပေမဲ့မဘိုးတီကเจ้าမှမနေချင်းမဘိုးတီเจ้าမှမနေချင်းရတဲ့အကြောင်းက ဘုန်းကြီးနဲ့မျက်နှာချင်းမဆိုင်လို့တာဒါကြောင့်လဲကိုရဲ့နှစ်ပါးရဲ့တောင်းဆိုမှုကိုအင်တီတီဖြစ်နေတယ်ငါဒီမှာနေတော့နေချင်းမှာလဲကွာဘုန်းကြီးနဲ့မတွေ့ချင်ဘူးဟဲ့ကောင်ငါလို့မပြောရဘူးလေကွာတပည့်တော်လို့ပြောမပြောဘူးကွာမချင်းနဲ့ပြက်မယ်မဘိုးတရားတက်သားကြောင်လေးပေါ်မှာထနေရင်ကပြက်မဟန်ပြင်လိုက်တဲ့အတွက်ကိုရင်သားအေးရတားဆီးလိုက်ရတယ်ကိုရင်ပွေတူကလည်းသူပြောတဲ့လိုပြောပါစေအေးပါကွာ ဘိုးလေးမင်းပြောတတ်တယ်လို့သာပြောတော့ကိုရင်ပေတူကအဲ့လိုပြောလိုက်တဲ့အခါကျမှမဘိုးတင်မတက်ရဲ့နေရာကပြန်ထားလိုက်ပြီးတော့နေဆိုနေပြီးမယ်ဒီနေ့တော့မဟုတ်ဘူးကွအိမ်ပြန်ပြီးစောင်းလို့ခေါင်းလို့ပြောင်းလိုက်အောင်မယ်ဖုန်ကြီးကြောင်းကပေးထားတာရှိရသားနဲ့哦ပေးလဲငါမအိတ်တတ်ဘူးကွပြန်လာအောင်မယ်မနေ့ပြန်မှာပြန်လာခဲ့မယ်ဟေးကောင်ပြန်လာမှာရောဟုတ်လို့လားမင်းတို့ကဘာဖြစ်နေကြတာလဲခုနှစ်ရက်လေးဝေးရမှာအော ကဲနေခဲ့တော့တော်ကြဖုန်းကြီးလိုက်ငါ့ကိုစကားလာပြောနေမှခတ်မယ်။မဘိုးတီဟာပြောပြောဆိုဆိုကြောင်းမောကနေဆင်းသွားတော့ကိုရင်ပေတူးနဲ့ကိုရင်သားအေတို့ကြောင်းပဝါအထိလိုက်ပို့ပေးကြတယ်။မဘိုးတီတယောက်အိမ်ရှိကုပြက်မှာနှစ်ဖူးပေါ်လက်တင်လို့စဉ်းစားနေတယ်။အဲ့ဒီချိန်အိမ်ထဲစီဦးအောင်တယောက်ဆက်ဆက်မြက်မြက်နဲ့လမ်းလျှောက်လို့လာပြီးမဘိုးတီအိမ်နေတဲ့ကုပြက်မှာဝင်ထိုင်ရင်းကစကားဆိုလာတယ်။ကောင်လေးတယောက်ထဲပြင်းနေအိမ်ကိုလာနေပါလားကွာ။ရပါတယ်အဖရာ။ ျုပ်အေးစစ်စစ်နေချင်လို့ပါအေးအဲ့ဒါတော့ဟုတ်တယ်ကွာမင်းအိမ်ကအေးလူလူရှိတယ်ငါအိမ်ကတော့မင်းသိတဲ့အတိုင်းပဲရွာထဲမှာဆိုတော့နားတော့ပူမယ်ဟိဟိုကောင်နေရကျုပ်ကိုခေါ်ထားတယ်အဖဘဲကောင်နေတော့ကိုရင်ဝင်သွားတဲ့ကောင်နေလေးအဖဟိုကောင်နေလို့မပြောနဲ့အကွာကိုရင်နေလို့ပြောကျုပ်အဲ့ဒီနေရာမသွားချင်ဘူးဗျာစိတ်ထဲမှာတမျိုးကြီးပဲอืม တကယ်တော့လဲမင်းနဲ့မသက်ဆိုင်တဲ့နေရာပဲလေကွာမသွားချင်လည်းမသွားနဲ့ပေါ့ခဏရက်ထဲအောင်အဲ့ဒါဆိုကြုံမသွားတော့ဘူးဗျာအေးအေးဒါနဲ့မင်းဘာဟိချက်တော့ဘာမှမချက်ရသေးဘူးဗျအေးမင်းလည်းအလုံးရှုပ်နေရလဲအိမ်မှာဝေးထားတဲ့ကောင်တွေရောဘာမှမကြွေးဖြစ်ဘူးမှလားဟုတ်တယ်ဗျာဟိုရောက်လိုက်ဒီရောက်လိုက်နဲ့ဘာမှမကြွေးဖြစ်ဘူးအေးလက်ကြီးဆိုတဲ့ကရွာတောင်မကြီးကမောင်တဲုံနာလောက်ထားတာနော်ငါသွားထားထားလို့ မင်းကောင်နေမလွဲ့ဘူးကျုပ်ဂယူစလိုက်ပါမယ်အဖအေးအေးအဲ့ဒီကောင်တွေကိုကျွေးပြီးဆုံးမလာအောင်ဟုတ်ကဲ့ပါအဖဦးအောင်ကမောင်ဘိုးတင်ကိုဆုံးမစရာရှိရောက်တွေကိုဆုံးမနေတယ်သူတို့နှစ်ယောက်စကားပြောနေတဲ့အချိန်မှာပဲရိုးစင်ရွာဦးကဲ့နဲ့ဗကြီးငိုးတို့အိမ်ဝိုင်းထဲကိုဝင်လာခဲ့ကြတယ်သူတို့ကအလူမှဟင်းလိုက်တဲ့ဂျိုင်းကြီးကိုတယောက်ကဆွဲလို့ထမင်းနှောင်းကိုတော့နောက်တစ်ယောက်ကထမ်းလာကြတယ်အဲဒီနောက်မှာတော့မဘူတီတို့ထန်နေတဲ့ကုပြစ်ပေါ်စီ ဂျမ်းနဲ့တောင်းကြီးကိုချလိုက်တဲ့ချိန်ဦးအောင်ကဦးကဲကိုမကြည့်သလိုကြည့်ပြီးတော့ဟေးအောင်ကကဲမင်းကဘာလာလောက်တာလဲငါကသာဘာလာလောက်လို့ပေါ့မင်းဘူပါလားမင်းမစိတ်နဲ့ကဒီရောက်နေမှတင်မလာပါဘူးကွာမလာချင်ပြန်လေမင်းစီလာတာမဟုတ်ဘူးကွာကောင်းလေးစီလာတာအသက်အကြီးဆုံးလူနှစ်ယောက်စကားများရပ်ဖြစ်နေတာကြောင့်မော်ဘိုးတိန်နဲ့ဗကြီငိုးတို့ဆွဲထားလိုက်ရတယ်အဲဒီနောက်မှာတော့ဗကြီငိုးကလာရေးကိစ္စကိုပြောပြတယ် ဒီလိုဥအုံရအလူမာပိုတဲ့အလူဟင်းနဲ့အလူထမင်းကိုရွာလေးချုံဆက်တွေလိုက်ဝေပေးနေတာ။အော်အေးငါပြန်တော့မယ်ကွာ။တတိမရှိတဲ့ကောင်းနာငါမနေချင်ဘူး။ဘိုးလေးမင်းအိမ်ပေါ်ကအုတ်တလုံးသွားอยู่စာ။ဥအုံကဥကဲကိုစောင်းကြည့်ပြီးတော့စောင်းမြောင်ပြောနေငါမဘွေးတွေကိုခါလိုက်တယ်။များမကြတဲ့အချိန်မှာတော့မဘွေးတွေကအုတ်တလုံးကိုယူလာတယ်။အုတ်ရလာတာနဲ့ဥအုံကအဲ့ဒီအုတ်ကိုယူပြီးပကြီးငိုရဲ့အရှိမထိုးပေးပြီးတော့ ဟေးအောင်ထမင်းထည့်ပေးအောင် ဟုတ်ကဲ့ပကြည်ငိုကထမင်းထည့်ပေးပြီးနောက်ဦးအောင်ကဦးကဲကိုမကြည့်ပဲအရှိကိုအုပ်ကိုထိုးပေးပြီးတော့ငါကဲဟေးထည့်စမ်းအပေါ်စီကပြောဆိုဆက်ဆက်လာမှုကြောင့်ဦးကဲတရားကိုမကြည့်မနဲ့နဲ့ဇွန်ဖြားလေးနဲ့သာဟင်းကိုခတ်ထည့်ပေးပြီးအဖုံးကိုအုပ်ပေးလိုက်လေတယ်အဲ့နောက်ဦးအောင်ကရေကော့ပြီးပကြည်ငိုကိုနှုတ်ဆက်လိုက်တယ်ပကြည်ငိုငါသွားတော့မယ်တချို့ကောင်တွေတော့မမြင်ချင်လို့ကြည့်ကိုမကြည့်တော့ဘူးအဘအောက်အောက် မဝူတရဟင်းမပါတဲ့ကြောင့်ပြောမလို့ပြန်တော့ဥကရမျက်ရည်ပြပြီးသတိပေးထားလို့ဘိုးတရနောက်တဲ့စကားမထွက်ဒီကောင်အုံးကမဝူတင်ကိုလှည့်ကြည့်ပြီးတော့ဘိုးတရမင်းသူ့အုပ်ပြန်လာမပြီးမှစိုးလို့နေမှာပေါ့ဟေ့အောင်ဘိုးတင်မင်းကအငကဲပြောတယ်လို့ပြောချင်တာလားမဟုတ်ပါဘူးအဖရကျောက်ကအဖသုံးချင်တာသုံးဖို့အုပ်ယူထားလို့ပြောမလို့ပါမဝိုးတရဲ့စကားကြောင့်ဦးအောင်ကျေနပ်ပြီးတော့အိမ်ဝိုင်းရဲ့အပြင်ကိုထွက်သွားခဲ့လေတယ် ီခါကျမဦးကဲရတဟီဟီနဲ့ထားယူပြီးတော့ငါအကြီးတော်တုံးနဲ့ငါတုံးကအဲ့လာကြောင့်မမိမမရတာသဘောကျစွာရီမောနေတဲ့ဦးကဲကိုမဘိုးတင်နဲ့ပကြီငိုတို့ကြည့်ခေါင်းကိုအတရာခါရမ်းလိုက်တယ်ရိုးစေရွာဦးကျောင်းကကြဲဝင်းပြီးတော့တပင်းကြီးတပင်းငယ်တွေနဲ့အတော့အရေးအဝါသာကောင်းတဲ့ကျောင်းတစ်ကျောင်းပဲဖြစ်ပါတယ်။ကျောင်းကြီးကျောင်းငယ်အတဲတဲတို့နဲ့စီစီကားကားရှိလာတဲ့ကျောင်းတစ်ကျောင်းလည်းဖြစ်ပါတယ်။ ရိုးစီရွာအုပ်စုရွာကြီးတရွာဖြစ်ပြီးတော့စီကားတာကြောင့်ရိုးစီရွာဦးကျောင်းတုတ်တက်တာလည်းအဆန်တော့မဟုတ်။ကျောင်းနိုင်ဘုံကြီးဖြစ်တဲ့ဥသောပိတာသဘောမနှောကောင်းပြီးတော့တခါတခါမတွေနဲ့တမမြတ်တာစွာဆက်ဆံတဲ့ဘုံတော်ကြီးတပါးပဲဖြစ်ပါတယ်။ချမ်းသာတဲ့သူတစ်မျိုးကြုံွယ်တစ်မျိုးဆက်ဆံတဲ့နဲ့ဘုံတော်ကြီးမဟုတ်တာကြောင့်လေရွာသားအလုံးကြီးညိုကူးကွယ်တဲ့ဆရာတော်တပါးဖြစ်ပါတယ်။ကျောင်းရဲ့ဝေယဝိဆောက်တွေကိုအဓိကတာဝန်ယူသူနှစ်ယောက်ရှိတယ်။တယောက်ကတော့ကပ္ပရကြီးဥလူဖြစ်ပြီး နောက်တစ်ယောက်ကတော့ကိုရင်ကြီးဇာဝနာဖြစ်ပါတယ်။ယခုလဲသူတို့ဟာညပြလာတဲ့ကိုရင်တွေကိုနေရာထိုင်ခင်းချပေးနေကြတယ်။ကိုရင်လေးတွေကတောသားတွေဆိုတော့မိဘတွေကအเจ้าမှာစိတ်ချလက်ချထားကြတဲ့အတွက်စိတ်မချလို့เจ้าစီလိုက်ပါအိတ်ကြတဲ့သူမရှိ။ကိုရင်တွေကလည်းလူဝိကြောင်ဘွားကလေးကလူကြီးတရက်မြနေတဲ့ချောင်းထဲမှာရေကူးတဲ့သူအကူတော်တယ်ငှက်ပြတဲ့သူအပြစ်ကြတော့စိတ်မချစရာတခုမှမရှိပဲ။တယောက်နဲ့တယောက်အငင်းကုန်လုံးကြတဲ့လောက်ပဲရှိတယ်။ ဒီဟာကြောင့်လည်းကိုရွေးဝတ်တဲ့တတ်တတ်တည့်ရမပြည့်ခင်မှာပဲအခြေခြေစကားများရပ်ဖြစ်နေကြတယ်။ကိုရီကျဘူးမင်းကောင်ကငါကောင်လောက်မပြအောင်ပြောင်းပါလေဟာနားနောက်မှာသမင်းတွေရှိတယ်။ဟေးကောင်အဲ့ဒါအမှတ်ဟာခေါင်းမြောင်နေလို့ထားလိုက်ပါ။တင်ကားလည်းငါလောက်မသိဘူး။တက်တယ်မင်းမျက်လုံးကန်းနေလား။မသိပါဘူး။မင်းတင်ကားငါလောက်မရဲဘူး။ကိုရင်လေးတွေကတင်ကားဝက်ကစားဖြစ်နေတာတကြောင် ကျောင်းစီအရောက်ပနေတဲ့သူဖြစ်နေတာကတခြားမဟုတ်စကားပြောဆိုတဲ့အခါချက်ချင်းပြင်လို့မပြောနိုင်ပဲလူလိုပဲပြောဆိုနေကြတယ်အဲ့လိုကိစ္စရက်တွေကြောင့်ကိုရင်တွေဟာဧကတိတွေချွတ်နေကြတာကိုကပြကြီးနဲ့ကိုရင်ကြီးတို့ခွဲပေးနေရတယ်ဟိုနာတော့ခွဲရဒီနာတော့ခွဲရနဲ့အစ်မချောတာကြောင့်ကိုရင်စည်ရင်းဝင်နေပြီဖြစ်တဲ့ကိုရင်ပေတူးနဲ့ကိုရင်တာအေးတို့တခြားကိုရင်လေးတွေထိမ့်မှုရအတွက်ရွာဦးကျောင်းကအမြဲနေကိုရင်ကြီးတွေကတာဝန်ပေးရတယ်ကိုရင်ကြီးနှစ်ပါးဗျာ ဖះလို့ထိုးရမှာဖះကိုရင်တို့နှစ်ပါးတခြားကိုရင်တွေကိုရံမဖြစ်အောင်ကုထိတ်စမှာဆုံးမသိတဲ့ကိုရင်ကိုဆုံးမလိုက်ဟုတ်ကဲ့တင်မလို့ပြောရတယ်မှတ်ထားတင်မကိုရင်ပေတူးနဲ့ကိုရင်သားအေးတို့ဟာဖုန်ကြီးနဲ့စကားပြောမှုတာလက်ချိုးရေလို့ရပြီနောက်ဆုံးအခါဖုန်ကြီးနဲ့စကားပြောခဲ့တာပြီးခဲ့တဲ့နှစ်ကเจ้าကတည့်ရသီးတွေကိုစိမ့်အောင်စိမ့်မဲ့တည့်ရသီးနဲ့ပြစ်ချနေတာကြောင့်ဖုန်ကြီးကခေါ်ယူဆုံးမခဲ့ခြင်းဖြစ်ပါတယ် ဒီအတွက်အခုတန်ဃာတော်တွေနဲ့စကားဆိုတဲ့အခါမှာအလွယ်လွယ်အမှားမှဖြစ်နေတယ်။အဲနောက်မှာတော့သူတို့နှစ်ပါးကိုရင်ကြီးတွေရဲ့စိတ်ခိုင်းမှုနဲ့ညပြလာတဲ့ကိုရင်လေးတွေကိုထိန်းချောင်းမှုဖြစ်လာခဲ့တယ်။သူတို့နဲ့အရွယ်မတိတ်မရင်တချို့ကိုရင်တွေကတော့သူတို့နှစ်ပါးကိုမခတ်လေစားပြုချေကြတယ်။ဒီကကိုရင်ပေတူကလေးတန်းခက်ကြက်ကြဲမျက်လုံးအကြည့်စူးစူးနဲ့စကားဆိုတတ်တယ်။မင်းတို့ကောင်းနေရောပြောချင်လို့ပြောနေရမြတ်နေလား။ငါတို့ကတာဝန်ရပြောနေရတာ။ ငါတို့မပြောရင်ဟော့ဟိုကလူမိုက်ကိုရမင်းတို့ရဲ့ခြောက်နေတဲ့ခေါင်းတွေရောသူ့ရဲ့လူတက်လက်နဲ့လို့ခေါ်တဲ့ပုတ္တတော်လက်စင်နဲ့ခောက်ပါကွအဲ့ဒါကိုမင်းတို့သိလားမင်းတို့မသိလို့နော်အဲ့ဒီကိုရင်ညာတောတော်ကိုစိတ်တူတာရုပ်ကိုကြည့်ပါလားမထင်ရင်မထင်တယ်လို့လုံးမဲ့ရုပ်မင်းတို့မပြောငါလှမ်းပေးပြမယ်ကိုရင်သားကြီးကကိုရင်ပေတူရဲ့စကားကိုထောက်ခံပြီးခက်လန်းလာကိုရင်လေးတွေကို ကပြကြီးနဲ့အတူတူပြောဆိုဆုံးမနေတဲ့ကိုရင်ကြီးကိုလှမ်းပြီးလက်ထောင်ပြလိုက်တယ်။ဒီကကိုရင်ကြီးကပြန်ပြီးလက်ထောင်ပြလိုက်တော့ပေတူးအနီးမှာရှိတဲ့ကိုရင်နေရစကားထက်ဆိုတယ်။ကိုရင်သာအေးကိုလက်လက်ထောင်ပြတာတွေ့လား။တွေ့တယ်လေ။အဲ့ဒါတို့ဘာပြောတာလဲယင်။မသိဘူးလေ။ပြောမရလက်နဲ့လှုပ်ထက်လိုက်တဲ့။ပေတူးရဲ့စကားကြောင့်ကိုရင်နေရအနှဲငယ်လန့်လာပြီ။ကိုရင်ပေတူးနဲ့ကိုရင်သာအေးတို့ကိုကျေးဇူးတော်တင်နေကြတယ်။အဲ့ဒါဆိုရင်တော့တော်သေးတာပေါ့ ကိုရင်တို့နှပါပြောပြလို့တာပဲဟုတ်ပါဟုတ်ပါညောင်တရားစပြီးတော့တို့တွေကိုရင်တာကြီးနဲ့ကိုရင်ပေတူးရဲ့စကားကိုနားထောင်ရမယ်ဒီစကားကြောင့် ကိုရင်ပေတူးနဲ့ကိုရင်တာအေတို့ဟာတယောက်မျက်နာတယောက်ကြည့်လို့သဘောကျနေတယ်ရိုးစေဖုန်းတော်ကြီးရဲ့အကြောင်းပေါ်မှာတော့ဆရာတော်ကိုရင်ကြီးကပြကြီးနဲ့ကိုရင်တွေဖျားရှိခိုးနေကြတယ်ဩဃာသားရတဲ့ကိုရင်ပေတူးနဲ့ကိုရင်တာအေတို့ဟာအရှိဆုံးအနေဖျားရှိခိုးနေတယ် သူတို့နှစ်ယောက်ကဩဃသားထက်ပိုတဲ့ဖះရှုခုစာပိုက်တီကိုမရတာကြောင့်ရောချနေတဲ့အခါအချိန်တော်ကြာတော့ဖះရှုခုပြီးသွားခဲ့တယ်။ဒီခါမှဆရာတော်ကကိုရင်လေးကိုစုံမစကားပြောကြပြီးတော့တရားထိုင်ခိုင်းတယ်။အဲ့ဒီအချိန်မှာကိုရင်ပေတူးနဲ့ကိုရင်သားအေရိုးနှစ်ယောက်အတွက်အခက်ခဲဆုံးပဲ။၅မိနစ်ပြည့်အောင်တော့ငြင်းငြင်းမထိုင်နိုင်တဲ့သူတို့နှစ်ယောက်အတွက်တဏှာရီဆိုတဲ့အချိန်ကနိုင်ပေါင်းတထောင်လောက်တောင်ထင်နေမိတယ်။ဆရာတော်ကိုရင်ကြီးနဲ့ကပ်ပြကြီးကလွဲလို့ ကိုရင်တွေကဘသူမှကောင်းမွန်စွာတရားမထိုင်နိုင်ကြဘူး။ဆရာတော်ကိုကြောက်လို့သာတရားထိုင်ကြရတဲ့ကိုရင်လေးတွေကလည်းခေါင်းကဆိုင်နဲ့အိပ်ပျော်တဲ့သူကအိပ်ပျော်အိမ်ငိုက်တဲ့သူကအိမ်ငိုက်နဲ့ဖြစ်နေကြတယ်။ကျောင်းတိုင်းမှာချိန်ထားတဲ့ချိန်သီးနာယီကြီးကအော်တယ်မီလာတော့မှဆရာတော်ကကိုရင်လေးတွေကိုတရားဖြုတ်ပေးပြီးတော့အိပ်ရာဝင်စေတယ်။ကိုရင်တွေအားလုံးကကျောင်းကြီးပေါ်မှာအိတ်ကြမှာဆိုပေမဲ့ကိုရင်ပေတူးနဲ့ကိုရင်သားအိရာတော့ကျောင်းဝင်းအစုံမှာရှိတဲ့ကျောင်းမှာအိတ်ကြတယ်။ ယခုသူတို့နှစ်ယောက်ရဲ့အနာကိုကိုရင်ကြီးနဲ့ကပ်ပြကြည့်လို့ရောက်လာပြီးစကားဆိုတယ်။ကိုရင်နှစ်ပါ။ဖျက်ကိုရင်တို့ဟိုကြောင်မှမအိတ်ချင်ဒီမှာအိတ်လီဒီမှာတော့နည်းနည်းတော့စုမယ်ကြက်မယ်။ရပါတယ်။ကျုပ်တို့အဲ့ဒီကြောင်မှပဲသွားအိတ်တော့မယ်။အဲ့ဒါဆိုလဲသွားချင်းကြတော့မနေ့အစောထားရမယ်။ကိုရင်တို့ကကြောင်ဝရဝဲစာလောက်ကြရမယ်။တင်ပါဗျာ။ကိုရင်နှစ်ပါကြောင်ကြီးပေါ်ကနေဆင်းပြီးတော့ သူတို့နေထိုင်မဲ့အကျောင်းစီကိုကြွသွားလေတယ်။အဲနောက်အတန်အသေးကျဲတဲ့တက်သားအကျောင်းလေးပေါ်စီတက်သွားပြီးတော့အသည့်ရှိတဲ့မင်းအိမ်ကိုမီးထုံးလို့မအိတ်ကြသေးပဲစကားဆိုနေကြတယ်။ကိုရီပေတုဟိုကောက်ဘိုးတင်တော့လာမဲ့ပုံမပေါ့ဘူး။ဒီကောက်မနဲ့ကလေးကပြန်လာချင်တာမှမဟုတ်တာ။အပြစ်တော့လည်းပြောမရပါဘူး။သူတက်တဲ့ပညာနဲ့ကြောင်နေရလာလာမှမဆောင်လေ။အဲ့တော့အနေခတ်မှာပေါ့။อืมငါလည်းဒီကောက်မရှိတော့ပြင်းနေတယ်ကွာ။ ူတို့ဟာအချိန်တန်ကြာစကားပြောပြီးနောက်ကိုရင်တပားရဲ့ဖိုက်ထဲကအော်မီတောင်းကိုနောက်ကိုရင်တပားကြားပြီးတော့ကိုရင်နှစ်ပါးအချင်းချင်းကြည့်မိပြီးကိုရင်ပေတူကစကားဆိုလေတယ်။တိုင်းဘိုင်းမစားဘူးလား။စားတော့ပေါ့။ကိုရင်ဖြစ်နေပြီဆိုတော့ညစာမစားရဘူးကွာ။အစိုးရတော့မစားပါဘူး။အခုမှစားလာတာ။အဲ့တော့ဆိုစားကြတခုခုအပတောင်းရအောင်။အခုအချိန်ကိုရင်ကြီးကအိမ်အိမ်နေမှာ။ အဲ့နေတော့လဲကိုဘသာရှာစားရတာပေါ့ဘိုက်ကတော်တော်စနေပြီရှာတာတော့ဟုတ်ပါပြီမစားကောင်းတာစားကောင်းတာမင်းကတိလို့လားတိပါတယ်ကွာထမင်းနဲ့ဟင်းမဟုတ်ရင်ကျန်တာအကုန်စားလို့ရတယ်ဟေးကမဟုတ်ဘူးနဲ့တူတယ်နော်မင်းကလည်းငါလေ့လာထားပါလေကွာညစာပဲမစားရတာကျန်တာစားလို့ရတယ်အေးကွာအဲ့ဒါဆိုလဲကိုရင်ကြီးစီသွားကြတာပေါ့ကိုရင်ကပါ သူတို့ကြောင်လေးရနေထွက်ပြီးကိုရင်ကြီးရှိတဲ့ကြောင်ကြီးစီကိုသွားလိုက်ကြတယ်။ကြောင်ကြီးပေါ်မှာတော့အောင်လေးတံမီးကြီးထိုးထားပြီးမီးအောင်အောက်မှာကိုရင်ကြီးကပြကြီးနဲ့ကိုရင်လေးတွေအိပ်ပျော်နေကြတယ်။တောတဘာဝမို့ဆော့ဆော့အိပ်ကြတာထုံးစံပဲ။ကိုရင်တာအင်းနဲ့ကိုရင်ပေတူတို့ကသာအိပ်မပျော်ကြတာ။သူတို့ကနေ့လယ်မှာထမင်းအစာခံနိုင်ကြပြီးတော့ညမှာတော့အစာမခံနိုင်ကြအောင်။မဘိုးတည်းရဲ့အိမ်မှာနေကလေးကနေ့လယ်စာအောင်စားချိန်မှာပဲစားပြီး ညစာတော့ကောင်းကောင်းမွန်မွန်ချက်ပြုတ်စားတော့တဲ့အကျင့်ပါနေတာကြောင့်လည်းပါတယ်။ဒါကြောင့်လည်းကိုရီနှစ်ပါးဟာကြောင်းအောက်ကိုပြန်ဆင်းလာပြီးတော့သူတို့ရဲ့ကြောင်းလေးစီကိုသွားပြီးမိအိမ်ယူလို့စွန်စားကြောင်းဆောင်စီကိုသွားလိုက်ကြတယ်။အဲနောက်စွန်စားကြောင်းဆောင်ထဲမှာရှိတဲ့ကြောင်းအိမ်ကိုဖွင့်ကြည့်လိုက်တဲ့အခါအလူကကျွေးတဲ့စွန်းနဲ့စွန်းဟင်းတွေကိုမြင်ရတဲ့အခါမှာတော့ကိုရီသားအေးရောကိုရီပေတူကိုကြည့်ပြီးစကားဆိုလိုက်တယ်။ထမင်းတွေတော့ရှိတယ်ပေတူငါတို့စားလိုက်ကြမလား။စိတ်ထိစမ်းမှာကွာ။ ဝင်းမာခုနှစ်ရက်တည်းဒါတော့ရှောင်းငိုးရှောင်ရမယ်ဘုန်းကြီးကလည်းတေချာမှားထားတယ်ဘာရှိသေးလဲထက်ရှောက်ကွာကိုရင်ပေတူးရဲ့စကားကြောင့်ကိုရင်သားအေးကမင်းအိမ်နဲ့ကြောက်အိမ်အထက်ထက်ကိုတေချာကြည့်ပေမဲ့မြေဘဲနဲ့ထညက်ကလွဲလို့တခြားဘာမှမတွေ့ထညက်နဲ့မြေဘဲပဲရှိတယ်ကွာထမင်းတွေပဲစားလိုက်ကြအောင်ကွာမဖြစ်ဘူးကွာထညက်နဲ့မြေဘဲတွေပဲယူခဲ့ကွာဘယ်လောက်ယူမှလဲတို့ယူမှမသိအောင်အကုန်ယူခဲ့ကွာ မင်းမေကြီးတော့တိုင်းငါတို့ကကိုရင်ဝင်းနဲ့တော့တတိလဲထောင်းအေးပါကွာငါတိပါတယ်ကိုရင်သားအေးကထညက်ထက်ထားတဲ့ထန်းခေါက်ဖာလေးကိုယူပြီးပဲလော်တွေကိုလည်းတင်ငင်းနဲ့ထည့်ဦးလာခဲ့တယ်အဲနောက်မှာတော့သူတို့ကတဲ့သားအเจ้าဆောင်လေးပေါ်စီပြက်ကြွလာခဲ့တယ်ထညက်စားပြီးရေတောက်တာဘိုက်ထဲမှာဂလုံးဂလုံးဖြစ်နေပြီငါတော့ပဲကြီးလော်တွေစားပြီးဘိုက်ပွားနေပြီကွာဘိုးတွေဘိုးတွေဒီကောင်တိတ်ရက်ဆက်တယ် တို့ကိုရင်ထွက်ရင်အဲ့ကောင်မခေါ်နဲ့ကွာအေးမခေါ်ဘူးစိတ်ချတော်တော်စိုးပါတယ်ကွာငါတို့ကတော့သူ့ကိုခင်လို့လာပါလာပါဆိုပြီးခေါ်တာဒင်းကတော့ငါတို့ကိုပြစ်ထားတယ်အေးကွာကိုရင်တပါဘိုက်စာလို့အစာပြေစားတဲ့ထင်းရက်နဲ့ပဲကြည့်လို့ဂရီမတွေ့ပဲထမင်းကိုသာစားချင်နေတယ်ဒီအတွက်စိတ်မကြည်မနဲ့ဖြစ်နေပြီသူတို့ခေါ်တာကိုမလာဘဲနေတဲ့ဘိုးတင်ကိုသာမကြည်မနဲ့ရေရွနေကြတယ်အဲ့နောက်မှာတော့ကိုရင်တပါအဲ့ရထဲမှာလှဲချပြီးတော့ မင်းအိမ်နေရမိခွက်ကိုမှုတ်လိုက်တယ်။မင်းအိမ်အလင်းရောင်ပျောက်သွားတာနဲ့ကြောင်လျာမှောက်တိကျသွားခဲ့တယ်။ကိုရင်နှစ်ပါးဟာအိမ်မပျော်ပေမဲ့လည်းမျက်စိကိုမှိတ်ထားကြတယ်။သူတို့နှစ်ပါးအပေါင်းအသင်းဖြစ်သူမဘိုးတင်မရှိတာကြောင့်စိတ်ထဲမှာတခုခုလိုအပ်နေတယ်လို့ခံစားနေရတယ်။အဲဒီလိုတောက်တေးမြောက်တေးနဲ့အိမ်မပျော်ဖြစ်နေတဲ့အချိန်မှာပဲသူတို့ခေါင်းရည်အားကထားတဲ့ပြည့်ချက်တွေကိုလက်နဲ့ပုတ်ပြီးပြောလာတဲ့အတတ်တရကြရတယ်။ကိုရင်နေအိပ်ပြီလား တိတ်ဆိတ်နေတဲ့အချိန်ရုတ်တရက်ထွက်ပေါ်လာတဲ့အသက်ကြောင့်ကိုရင်တပတ်ငုတ်တုတ်ထောက်ထိုင်ပြီးတော့အချင်းချင်းကြည့်ကဘသူတန်တော့ကွာပေသူကကပြကြီးပဲနေမှာပေါ့ကိုရင်ကြီးရဲ့ဖုန်းကြီးတော့မဟုတ်တော့ဘူးအေးဟုတ်မယ်သူတို့ကအချင်းချင်းစကားပြောပြီးတော့သူတို့ကိုလှမ်းမိတဲ့ကြောင်ကောင်းကြီးကအသက်ရှင်ကိုလှမ်းပြီးဖြစ်လိုက်တယ်အဲ့တော့မလို့အေး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 အသက်ရှင်ကဒီများတာပြောပြီးလမ်းလျှောက်ထွက်သွားတဲ့ခြေတံထွက်ပေါ်လာခဲ့တယ် ဒီတော့မှကိုရင်နှစ်ပါးတို့လည်းပြန်လဲအိတ်လိုက်ကြပြန်တယ်။ဒါပေမဲ့အိတ်ပြုတ်လူပြောကြီးဖြစ်နေတဲ့အချိန်ကိုရင်နေအိတ်ပြီလားဟေ့ဆိုပြီးကြောင်ကောင်းရင်ကကာထားတဲ့ပြင်ချက်တွေကိုပုတ်ပြီးပြောလာတဲ့ခက်ချက်ချက်အတန်ကထပ်မံထွက်ပေါ်လာပြန်တယ်။ဒီအတွက်ကိုရင်နှစ်ပါးလည်းအိတ်မပြောနိုင်မင်းညလုံးပြက်ဖွင့်လိုက်ကအနေငယ်စိတ်အလိုမချဖြစ်သွားတယ်။ဒီအတွက်ကိုရင်ပေတူကစိတ်မရှိတော့ပဲကျောင်းမြင်ကမိတဲ့သူကို ပြန်ဖြည့်တယ်။အိတ်တော့မလို့ဗျခမရကလာလာနိုးနေသလိုဖြစ်နေတယ်။ အေးအေးအေးအဲ့ဒါဆိုအစပြဲအိတ်ကွာအပြဲကမေးတဲ့သူကအဲ့လိုပြက်လဲပြောဆိုပြီးခြေတက်တရှက်ရှက်နဲ့ထွက်သွားပြန်တယ်နှာခါရှိပြီဆိုတော့စိတ်မရှိတော့တဲ့ကိုရင်နှစ်ပါးမင်းကိုထုံးပြီးညတစ်ခေါက်လာအမျိုးကိုစောက်ဆိုင်နေတယ်သူတို့မြူးထုံးပြီးစောက်ဆိုင်တဲ့အခါမှာကြောင်ကောင်းရင်ဘက်ကအသက်ရှိရနောက်ထပ်ရောက်မလာတော့ဘူးဒါပေမဲ့ထက်လာလို့လာညာလို့တွေးပြီးတော့မြူးခွက်ကိုမငိမ့်မဲ့ဆက်လက်ထွန်းညှိထားလိုက်တယ်ညမကြတဲ့အချိန်မှာတော့ ကိုရင်နှစ်ပါးလဲအိတ်ချင်လာတဲ့အတွက်မင်းမို့ပြီးအိတ်ရတဲ့ဝင်ခဲ့တဲ့အခါအိတ်ပြုံလူပြောခဲ့အချိန်အပြင်ကလာမေးတဲ့သူရောက်ရှိလာပြီးအရင်အခောက်တွေလို့မင်းမျက်လာပြန်တယ်။ကိုရင်လေးတွေအိတ်ပြီလား။အဲ့ဒီလိုထပ်မံမင်းမျက်လာတဲ့ကျောင်းပြင်ကအသက်ပိုက်ရှင်ကိုကိုရင်နှစ်ပါးအတော့ဒေါသထွက်နေမိတယ်။ကပြကြီးဖြစ်မယ်လို့တွေးထားတဲ့အတွက်သူတို့နှစ်ပါးစိတ်လျှော့ထားရတယ်။အဲ့နောက်မှာတော့ကိုရင်နှစ်ပါးစိတ်မရှိနိုင်တော့ပဲအိတ်ရကနေထထိုင်ပြီးတော့ ခေါင်းကြီးကမင်းနေတဲ့သူ့စိတ်ဆိုးမဆိုးနဲ့ပြန်ပြေးလိုက်တယ်။ခမရအိတ်ပီလာအိတ်ပီလာနဲ့ဘာလို့လာလာမင်းနေရတာလဲ။ကိုရင်တို့အိတ်ကြီးចောင်းမော်လာမလို့ပါ။เจ้าမော်လာနေတာများအိတ်ပီလာအိတ်ပီလာမင်းနေရသေးတယ်။အပေါ်တက်ခဲရောပေါ့။ကိုရင်တို့တကယ်တက်ခိုင်းတာလား။တက်ခဲကြ။ခမရကျုပ်တို့အိတ်ခါနေတာမင်းနေတာအဆင်မပြေဘူး။အဲ့ဒါဆိုကျုပ်တက်ခဲပြီနော်။တက်တက်ကိုရင်နှပါဟာစိတ်မရှိဖြစ်ပြီး အပြင်ကအတန်ဖာရှင်ကိုကြောင်းမော်တက်ခါလိုက်ကြတယ်။သူတို့ရဲ့စိတ်ထဲမှာတော့ကြောင်းမော်တက်လာမဲသူကကပြကြီးဒါမှမဟုတ် ရွာရဲကလူတယောက်ယောက်သာ ဖြစ်လိမ့်မယ်အထင်နဲ့ဂယုမဆိုင်ပဲ။ကြောင်းတကားပေါက်ကိုသာအဲ့ရတဲ့ဟာထိုက်ကြည့်နေကြတယ်။များမကြတဲ့အချိန်မှာတော့ကြောင်းလေကောက်တက်လာတဲ့ခြေတံကိုစတင်ကြားလိုက်ရပြီ။ကလန့်ထိုးတာချင်းမရှိတဲ့ကြောင်းတကားပေါက်ကကြည်ကင်းနေမြည်လို့တဖြည်းဖြည်းချင်းပွင့်လာခဲ့တယ်။တကားပွက်လာတာနဲ့မနဲ့နေတဲ့အခြေဆုံး ိုရင်နှပစတင်မြင်လိုက်ရတယ်။ကိုရင်နှပမင်းရဲ့အလေးရောက်အောက်မှာကြောင်းပေါ်တက်လာတဲ့လူရဲ့ပုံမှန်သဏ္ဍာန်ကိုရှင်းလင်းစွာနဲ့မြင်လိုက်ရတဲ့အချိန်မှာတော့ဗဇက်အဟောင်းသားဖြစ်သွားခဲ့ကြတယ်။အကြောင်းကတော့မျက်လုံးနဲ့သွားတာမြင်ရပြီးမင်းနဲ့တဲ့အသားရည်မှာဖြူဖွေးတဲ့ဖိုးသူတော်ဝစ်စုံနဲ့မလိုက်ဖက်တဲ့လူတစ်ယောက်ကိုမြင်တွေ့လိုက်ရတယ်။ကိုရင်ပေတုဟာဖိုးသူတော်ကြီးကိုစူးစိုက်ကြည့်ပြီးတော့ခမရဘသူတော့ငါနဲ့မရသူတော်ဦးမဲလို့ခေါ်တယ်ကိုကြီး ခမရဒီเจ้ามาနေရလားအဲ့လေမင်းတို့နှစ်ပါးဒီမှာနေလို့ငါအောက်ဆင်းပေးနေရတာမင်းတို့ကတက်လို့ရတယ်ဆိုလို့တက်လာတာလေမဖြစ်နိုင်တာဒီเจ้ามาနေရတဲ့သူမရှိပါဘူးဟုတ်တယ်ကိုရင်ကြီးပြောတာတော့ဒီเจ้ามาနေရတဲ့သူမရှိဘူးတဲ့ကိုရင်ပေတူးရဲ့စကားကိုကိုရင်သားအေးရလိုက်ပြီးထောက်ခံလိုက်တယ်ဒီအခါမှာသူ့တော်ဦးမရသဘောကျစွာရီမောရင်မတက်ထားရကထိုင်ချကရီမောမောနဲ့ပဲစကားဆိုလိုက်တယ် ီเจ้าမှာငာနေတာအနှစ်20ကြော့ပြီကွာမဖြစ်နိုင်ပါဘူးဗျာခမရကိုကြောက်တော့မမြင်ဘူးပါဘူးမင်းတော့မပြောနဲ့เจ้าမှာအမြဲနေတယ်ကိုရင်ကြီးတော့မမြင်ဘူးခမရကဘာမို့လို့လဲငါကဘာလဲဆိုတော့သူတော်ဦးမဲရဲ့မနဲ့နေတဲ့လက်ကြီးကရုပ်ကြီးဆိုသလိုရှေ့ထွက်လာပြီးနောက်ကိုရင်နှစ်ပါးယူလာတဲ့ထန်းခေါက်ပါလေးတည်းကထညက်ခဲကိုလှဲယူလိုက်တဲ့အခါကိုရင်နှစ်ပါးကပြူးကျတဲ့မျက်လုံးအစုံနဲ့ကြည့်ပြီးပေတူက သူတော်ဦးမဲကိုကြည့်ပြီးစကားဆိုလိုက်ပြန်တယ်ခမညာတိတ်ရဲပဲမင်းတို့ငါဘာလဲတိတ်ပြီးတာတော့မပြေးသေးဘူးလားခမညာတော့နောက်ပြီးတရေကြောက်လို့ပြေးတဲ့ထုံးစဲချုပ်တို့နှစ်ယောက်မှမရှိဘူးဗျခမညာတော့အသားမဲတဲ့တရေဆိုပို့လို့တော့မကြောက်သေးပေါ့အေးပေတုမင်းပြောမှပဲတရိပ်ထားမိတယ်ဖိုးတို့တော့တရေကနမဲနဲ့လူနဲ့လိုက်တယ်ကွာသူမိဘတွေကနမဲကိုတော်တော်စဉ်းစားပြီးပေးလိုက်ရတဲ့ပုံပဲ။ ဘာတဲ့ဥပင်းတဲ့ကိုရင်ကပါသူတော်တဆေအောင်မကြောက်လတ်မူယခုထက်ဆိုတဲ့အတွေ့အကြုံတွေကိုကြုံတွေ့ထားရဘူးတဲ့သူတွေပြပြသူတို့အရှိမရှိနေတဲ့တဆေအောင်မကြောက်လတ်နဲ့အပြင်လှောင်ပြောင်နေရာကြောင့်တကယ်တဖြစ်လဲသူတော်ဥမရစိတ်တို့ဒေါသထွက်လာတယ်သူဒေါသထွက်တာနဲ့ဖြူနေတဲ့ဖိုးသူတော်ဝစ်စောကမဲသွားပြီးတော့အမဲရောင်အခုံးငွေတွေထောင်းထောင်းထလာတယ်အဲ့ဒီလိုကြောက်စရာအသွင်ကိုစောင့်နေတိတိုင် ကိုရင်နှပါကြောက်လန့်ခြင်းအလင်းမရှိပဲအချင်းချင်းကြည့်လို့စကားဆူလိမ့်တယ်။ပေတူးရေကြည့်စမ်းမအောင်။တရေမဲကြီးဟာစိတ်တုံနေပြီကွ။အေးကွာဖိုးသူတော်ဝစ်ဆောင်ကပါမဲတော်ကိုပြောက်နေတယ်လို့ပဲနော်။အေးဟာဖိုးသူတော်ကြီးဟာသူ့ကိုလှောင်ပြောင်ဆော့ကားနေတဲ့ကိုရင်နှပါကိုအမဲရအခုငွေတွေထွက်တဲ့မျက်လုံးတွေနဲ့ကြည့်ပြီးသူ့ရဲ့လက်ကိုဆက်တန်းလို့မနဲ့နေတဲ့လက်နဲ့ဆောင်ကကိုရီနှစ်ပါးရဲ့လေဝင်းကိုညှက်လိုက်ပါတော့တယ်။မထင်မဲ့ထားတဲ့အဖြစ်ကြောင့် ကိုရီနှစ်ပါးဟာရှောင်းတိတ်မရတော့ပဲသူတော်တစီရဲ့လယ်ဝင်းညှစ်ချေကိုခံလိုက်ရတယ်လယ်ဝင်းအညှစ်ခံလိုက်ရတဲ့ကိုရီပေတူးနဲ့ကိုရီတာအေးတို့မျိုးလုံးညီပြူးချင်နေပြီးရုံးကန်လှောက်ရှားနေတယ်ဒါမဲ့သူတော်တစီဦးမဲရဲ့လက်မဲကြီးကနေသူတို့လွံ့မြောက်ခြင်းကမဆွမ်းနိုင်ကြဒါကြောင့်လဲသူတို့နှစ်ယောက်ကရုံးကန်ခြင်းမပြူတော့ပဲရေးတက်သွားတဲ့အခါကျမှသူတော်ကြီးကလှုပ်ပေးလိုက်ပြီးအောင်နိုင်သူတယောက်ရဲ့လေတန်းနဲ့စကားဆိုလိုက်ကိုရီမိုက်နှစ်ပါး မင်းတို့ကဘာမှမလုပ်နိုင်ဘူးမြားထင်နေရလားဟမ်မင်းတို့ဝတ်ထားတဲ့သင်ကအဆက်ထက်တယ်လို့ထင်မနေနဲ့မင်းတို့ရဲ့အကျင့်တီလာဆရဏအာသာအဆက်ထက်တာမှတ်ထားဖိုးသူတော်တစေကြီးပြောကြတာကိုကိုရင်နှစ်ပါးနားမလဲကြအောင်တို့ရဲ့စိတ်ထဲမှာသူတော်ကြီးကိုမကျင့်တဲ့စိတ်တွေဖြစ်နေတယ်အဲဒီနောက်မှာတော့အသက်ကိုအားရပါးရရှုပြီးကြောင်ပဝါထီသွားလို့တို့နှစ်ပါးကိုတနာစီယာတတဝါလေးလို့ကြည်နေတဲ့သူတော်တစေကြီးကိုကြည်လိုက်ကား ်ခမကျွတ်တို့အကြောင်းသိစီရမယ်ခမကိုမကျင့်တတ်ဘူးခမအင်းနဲ့တင့်ဦးမှာပါကိုရင်နှစ်ပါအဲ့လိုပြောပြီးကြောင်းမွားနဲ့ဆင်းလိုက်ကသူ့ရဲ့ဇာတိရွာဖြစ်တဲ့ပေပေရွာစီတင်ကကိုပိုကူယိုနဲ့ထွက်သွားခဲ့တယ်။မဝိုးတီတယောက်သူ့ရဲ့အပေါင်းအသင်းတွေကအနီးမှာမရှိတော့ညာအိတ်ရတာတခုခုလုံနေသလိုဖြစ်နေတယ်။ညာဘက်ဆိုရင်အိမ်မှာတော်ရုံနဲ့မအိတ်သေးပဲဘိုက်စာတက်တဲ့တာအီတယောက်သူ့ရဲ့ကြက်တွေကိန်းကိုက်တာတဖို့ ဝေကြိုက်တာတမျိုးသူများပြတ်သွားတာတနည်းအဲ့ဒီလိုစင်ကြီးစင်လက်တွေပေးပြီးတော့ကင်စားချက်စားမယိုးနိုင်အောင်ပြုတ်လုကြလိမ့်တယ်။တာအေးတယောက်ကြက်ဝတနာကြီးတာကြောင့်လဲသူတို့ကတောစီကြက်ပြုတ်ထွက်เสียရမလို့ပဲကြက်သားအမုန်းစားရတယ်။မဘိုးတင်မှတ်မိပါသေးတယ်။တာအေးကသူ့ရဲ့မိဘအိမ်မှာကြက်မွေးတော့ခွေးကြောင်တွေရဲ့အန်နီရဲ့ကိုသူ့ရဲ့ကြက်တွေအမြဲခံရတဲ့အတွက်ကြက်ဖကြီးတစ်ကောင်နဲ့ကြက်မီးသားအုပ်ကိုသူ့ရဲ့အေစီယူလာတဲ့အချိန် ဘယ်သူနဲ့သူ့အိမ်အားမကြည့်ပြူကြအောင်အိမ်မော်စီကိုကြက်တက်တယ်အပင်မျိုးလည်းကြက်ရက်တယ်ဆိုပြီးမကြည့်မပြူစကားတွေအမြဲတစီပြောကြတယ်ဆိုပေမဲ့ကျက်တွေအရွယ်ရောက်လာတော့ချက်စားကင်စားကြော်စားလို့ရတဲ့အတွက်တာအေးကိုအပြစ်တည်စကားမဆိုပဲချင်းမွဲထောပနာပြုလာကြတယ်။အခုတော့မဝိုးဒီဟာကိုပြစ်မှာဌာနေင်းကကိုရင်ဝင့်နေတဲ့အပေါက်သေးနှစ်ယောက်အကြောင်းတွေးနေတဲ့အချိန်အိမ်ထဲကိုကိုရင်နှစ်ပါးကြွလာတော့ကိုမြင်လိုက်ရတဲ့အတွက်အော်အော်သွားခဲ့တယ်။ ပေတူးနဲ့တာအေးကိုအမှတ်ရနေခြင်းကြောင့်မျိုးလုံးထဲမှာမြင်ရောက်နေတယ်လို့စိတ်ထဲထိတ်မိတယောက်ထဲပြုံးနေတဲ့အချိန်ဟေ့ရောက်ဘိုးတဲ့ဟင်မင်းမင်းတို့တကယ်ကြီးရောက်လာတာလားအေးဟုတ်တယ်ကွာမင်းမလာလို့ငါတို့လာရတာညလည်းမအိပ်ရသေးဘူးမင်းတို့ညကလေးကလမ်းလျှောက်လာတာလားလမ်းမလျှောက်လို့မင်းမိတ်ကိုရီပေတူးကခက်ကြက်ကြက်စကားပြောမလို့ကြက်ပြီးမှကိုရီဝှက်ထားတာကိုအမှတ်ရပြီးစက်မပြောတော့ဘူး ဒီနောက်မှာတော့ကိုရင်နှစ်ပါးဟာကို့ပြစ်မှာဝင်ထမီးကိုရင်သားအေးရကို့ပြစ်ပေါ်ထန်လက်သားရှိနေတဲ့ဘိုးတွေကိုဆွဲထုတ်လိုက်ကမင်းကအောက်ကထိုင်ဒို့ကကိုရင်နှင်းဆိုတော့အတူထိုင်လို့မရဘူးကဟုတ်တယ်ရေကြီးပေါ်မှာထိုင်ထားဆိုထားမနေနဲ့အောင်တော့ဥချအောင်ဗာငါကဥချရအောင်မယ်ဟုတ်လားဟေးကမင်းအင်ကိုကြွလာရတာဘယ်လောက်ပင်ပန်းတယ်ထင်လဲဥချအခုမချနိုင်ပါဘူး မင်းတို့ကဖုန်ကြီးတွေကိုရင်တွေလိုတော့မပြောတာငါဥချစရာလားပြောမယ်ကွာပြောမယ်ကိုရင်တိုင်းနဲ့ကိုရင်ပေတူကတော့တက်ပြစ်တစ်ချက်ကိုချပြီမဘိုးတင်ကို လေးလေးနက်နက်ကြည့်လို့ကိုရင်သားအေးရစကားဆိုလေတယ်တကားလေးကိုရင်တကားလေးတို့ရဲ့အိမ်ကိုကြွလာတာမိတ်ဆရာရှိလို့ဩအေးတင်မလို့ပြောရတယ်တကားလေးတင်မဖျားကဲကဲကဲဥချဥချ ယုံကြည်တိတ်ခါရှိရှိတည်ကြည်နေတဲ့ကိုရင်နှစ်ပါးကြောင့်မော်ဘိုးတေကြောက်အံ့အံ့နဲ့ပေါက်ဆန်းပေါက်ကိုဥချလိုက်တယ်။သူဥချပြီးတဲ့အခါမှာကိုရင်ပေတူအစကားဆုလိတယ်။တကားလေးရဲ့အိမ်ကိုကြွလာရတဲ့အကြောင်းရတော့ငါတို့အဲ့အဲ့လေးကိုရင်တို့နှစ်ပါးကိုလေဘေးလာညစ်တဲ့ကျောင်းကဖိုးသူတော်ကြီးကိုနှိမ်နှင်းပေးဖို့ပါ။လေဘေးကိုညစ်တယ်ဟုတ်လား။အေးဖိုးသူတော်ကြီးတရားငါတို့နေတဲ့ကျောင်းပေါ်တက်လာတာကွာ။ပြီးတော့ငါတို့နှစ်ယောက်ကိုလေဘေးညစ်တယ်။ ကံကားလို့မသိတာတို့ပြန်ရင်မင်းလိုက်ခဲ့ကွာကိုရေပေတူးနဲ့ကိုရေသားအေးကသူတို့နဲ့အသားမကျသေးတဲ့စကားအသုံးလုံးတွေကိုမသုံးတော့ပဲတာမန်လူဝဲကြောင်တိုင်းစကားဆိုလာတယ်ဒီကမဘိုးတရားသူ့ရဲ့အပေါင်းအသင်းကိုရေနှစ်ပါးကိုကြည့်ပြီးတော့မင်းတို့ကိုနားကြည့်အောင်လှုပ်တယ်ဆိုတော့ငါဘယ်လက်ပိုက်ကြည့်နေနိုင်မလဲကဲဘယ်ချိန်ပြတ်မလဲကိုဖိုးထွေးနဲ့ကိုသားတော်ကိုလှဲနဲ့လိုက်ပို့ခိုင်းရမယ်ကွာအဲ့တော့နေ့လယ်လောက်ပြန်ကြတာပေါ့ ။မဝူးတရားသူ့ရဲ့အပေါင်းအသင်းကိုရဲ့နှစ်ပါးကိုလဲပေးညစ်တဲ့ဖိုးသူတော်တစီကိုစိတ်ထဲမှာမင်းတော့ငါနဲ့တိတ်ယူပေါ့လို့ကြိမ်ဝါနေလိုက်တယ်။ပရိသတ်များရှေ့အော်လဘိုးတွေနဲ့ဖိုးသူတော်ဦးမဲဇလားလေးကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးအထူးပဲတင်ရှိတယ်လို့စာရေးဆရာမောက်တင်ဆောင်းလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှေ့။ဒီဇလားလေးကိုတိဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲ တန်ငေါချင်းပြည့်ရှိချင်းကျမ်းမာချင်းတွေကို အစိမ်းထာဝရပန်းဆိုင်နိုင်ကြပါစေရှင်